စကောက်စီတက်ကဖမ်းဆီးသွားတဲ့လောင်လုံးမျိုးနယ်ဒေသခံတရာလောက်ကိုဇော်လ25ရက်မနစ်မော်လယ်ပိုင်းမှာပြန်လော့ပေးလိုက်ပါတယ်။ဒါပေမဲ့လူငယ်အမျိုးသား3ဦးကိုတော့ဖမ်းဆီးထားဆဲဖြစ်တယ်လို့ဖမ်းဆီးခံရသူမိသားစုဝင်တွေနဲ့ဒေသခံတွေကပြောပါတယ်။ဖန်စင်းခံရသူတွေဟာကညိုကျော်ကထောင်းဒီလေးတော့ခန့်စစ်ပြင်းညင်းမုံကြီးရွာတို့မှဒေသခံတွေဖြစ်ကြပါဗျ။ စကောက်စီတက်ဟာဖန်စီထားတဲ့ဒေတာခန့်တွေကိုဆက်စေးမေးမြန်းချင်းမသိဘူးလို့ဖြည်သူတွေကိုရိုင်းနေခဲ့လို့ဒဏ်ရာရသူတွေလည်းရှိတယ်လို့လော့လာသူတွေကပြောပါတယ်စကောက်စီတက်ဟာဖမ်းထားတဲ့သူတွေထဲကအသက်40ကျော်အရွယ်ကညိုကျော်ရွာသားမျိုးသားတူကိုတော့လန်ခီးမာတင်တပ်ဖြတ်ခဲ့ပါတယ်။စကောက်စီတက်ဟာဇော်လ14ရက်နေ့မှာလောင်းလုံးမျိုးဘက်ကနေစက်ကြောင်းထိုးလာပြီးကညိုကျော်ရွာမှာဆက်ရက်အကြာတပ်ဆွဲခဲ့ပါတယ်။ ဒါအပြင်လူမရှိတဲ့နေအိမ်တွေကိုဖောက်ထွင်းပြီးလိုချင်တဲ့ပစ္စည်းမဲ့သမားကိုလည်းအာရမယူဆောင်ကဇော်လာ25ရင်းနေမှာတော့စကောက်စီတက်ဆက်ကြောင်းဟာကညိုကျိုးရွာတွေကနေထွက်ခွာသွားတယ်လို့ဒေသခံတွေကပြောပါတယ်။